Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဗောနော်လက်တလုံးခန့်ကြမ်းလေးတွေကိုကြည့်ပေးနေတာလက်တလုံးချီဗောနော်လက်တလုံးလေးချီလေးတွေကိုကြည့်ပေးနေတဲ့အချိန်မှာ water sign လေးတွေအလှည့်ကျန်သေးရယ်เนาะအဲ့တော့ water sign လေးတွေကိုကြည့်ပေးမယ်လက်တလုံးခန့်ကြမ်းနဲ့အချီဗောနော်အဲ့တော့ water sign လေးတွေက အတခုခုကိုပေါ့နော်ရင်ဆိုင်တိုက်ခိုက်နေရတာမျိုးရှိတယ်။မဟုတ်လားရင်ဆိုင်တိုက်ခိုက်နေရတာမျိုးရှိတယ်ဆိုတော့အဲပြဿနာတစ်ခုကိုဖြေရှင်းနေရပဲဖြစ်ဖြစ်ပေါ့နော်ကိုဖြေရှင်းစရာအရာတစ်ခုခုရှိတယ်။အဲအကြောင်းအရာတစ်ခုခုကိုဖြေရှင်းနေရတယ်။ပြီးတော့ water sign လေးကြီးကကိုလိုချင်တဲ့အရာရဖို့ပေါ့နော်။အဲတစုံတစ်ယောက်ကိုတဦးတစ်ယောက်ကို သူ့ရဲ့ဆန္ဒတွေကိုပေါ့နော် အလိုက်လျောပြီးတော့မှသူလိုချင်တဲ့အရာကိုသူအရယူနေရကိုသူကတွေ့ရတယ်ပေါ့နော် တချို့သောဝါတာဆိုင်တွေကကြတော့အပတ်စံနေကိုပေါ့နော်ပတ်စံနေကို အပျော်ပါနေရမှာသုံးနေရမျိုးအတွေ့ရပေါ့နော်တချို့လေးတွေကကြတော့အလှူတန်းလုံနေရမျိုးလေးတွေ့ရနော်အဲ့တော့ကဲပေါ့နော် အချင်းကြီးကြပေါ့နော်အချင်းကြီးကြကတ်လန်းနေတာမျိုးပေါ့နော်ချီးမအဆင်ပြေဖို့ ခြေမှအဆင်ပြေဖို့เนาะတစုံတူဦးပဲအဖြစ်ဖြစ်ပေါ့เนาะသူလိုချင်တာကိုကိုကပေးပြီးတော့မှသူနဲ့ပြန်အဆင်ပြေအောင်လုပ်တာမျိုးဆိုလို့ရှိရင်လဲတဲ့เนาะအဲ့လိုမျိုးလုပ်တာထပ်စားလို့ရှိရင်ပေါ့เนาะညီမြဖို့ပေါ့เนาะသူကဘာလိုချင်တယ်ကိုကဘာလိုချင်တယ်ပေါ့เนาะအဲ့ဒီအရာတွေကိုပုံမလေးလေးဆွေးနွေးဖို့အတူပဲကိုပိုင်ညီမြဖို့လေလိုအပ်တယ်ပေါ့เนาะမဟုတ်လို့ရှိရင်အဲနာကျင်ခံစားရတာမျိုးလေးတွေ့တယ် နော်တချို့သောဝါတာဆိုင်မိတွေကကြတော့ကျမ်းမာရေးမကောင်းတာမျိုးလေးပေါ့နော်ကျမ်းမာရေးမကောင်းတာမျိုးလေးတွေတွေ့တယ်ကျမ်းမာရေးမကောင်းတဲ့အတွက်ကြောင့်မလို့စိတ်ညစ်နေရတာမျိုးလေးတွေ့ရပေါ့နော်ပြီးသားလို့ရှိရင်ဝါတာဆိုင်မိတွေကဒီခုလက်တလုံးအတွင်းမှာပေါ့နော်အဲတငယ်ချင်းမိတ်ဆွေတွေနဲ့อืมကျုံဆောင်ရဖို့ပေါ့နော်တငယ်ချင်းမိတ်ဆွေတွေနဲ့ကျုံရဖို့ဆောင်ရဖို့လေးရှိတယ်နောက်ထပ်တစ်ခုကကြတော့ဝါတာဆိုင်လေးတွေက ငွေကိုပေါ့နော်ငွေမရှိလို့ပဲဖြစ်ဖြစ်ငွေကိုချွေချတာသုံးနေရတာပဲဖြစ်ဖြစ်ငွေကြောင့်မို့လို့စိတ်ဆင်းရဲရတာမျိုးစိတ်ညစ်ရတာမျိုးရှိရဲ음ဒါမို့လို့ရှိရင်လည်းအခြေအကျောင်းစိတ်ညစ်ရတာမျိုးရှိရဲအနောက်တစ်ခုကကျတော့ water sign တွေမှာအခွင့်အလမ်းနှစ်ခုပေါ့နော်ရွေးချယ်စရာနှစ်ခုပေါ်တတ်တယ်ရွေးချယ်စရာနှစ်ခုပေါ်တတ်တယ်အခွင့်အလမ်းနှစ်ခုပေါ်တတ်တယ်အခွင့်အရေးနှစ်ခုပေါ်တတ်တယ်အဲတချို့သူတွေကပေါ့နော်ဘယ်ရာရွေးချယ်မှမသိဘူးအမ် ဘယ်ရောက်ရရှိရမှမသိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေကြရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့အမ်ကိုကဒီပေါ့နော်ကံကြမ္မာရဲ့အစဉ်ပြေလာအောင်လို့ကောင်းမှုကုသိုလ်တွေလုပ်တဲ့နေပေါ့နော်သဆိုင်ရပါသားရေးကို online စာတဲ့နေအဲ့ဆိုလို့ရှိရင်တော့မိမိကံကြမ္မာ ပြောင်းလဲလာပြီးတော့မှအာကောင်းမကူရောက်လာလိမ့်မယ်နောက်တစ်ခုပေါ့เนาะတချို့သောဝါတာဆိုင်လေးတွေကကြတော့ဒီအဆင်ပြေတဲ့ relationship တွေကိုထားခဲ့ပြီးတော့မှ အေးစစေးပေါ့ပေါ့ပပနေနေရမျိုးကိုတွေ့ရတယ်နော်အဲ့တော့အကယ်၍ပေါ့နော်ဒီကိုယ့်ရဲ့သက်ဆိုင်ရာဘာသာရေးလေးလုပ်မယ်ဆိုလို့ရှင်ကိုအဆင်မပြေတဲ့အရာတွေပေါ့နော် emotion ကိုပဲဖြစ် emotion တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်အဲကိုနဲ့အဆင်မပြေရဲ့တစ်ဖက်လူကိုပဲဖြစ်ဖြစ်ပေါ့နော်ကောင်းကောင်းအမ်အဲကောင်းမွန်စွာပေါ့နော်ကိုဘကထိန်းချောင်းနိုင်လိမ့်မယ်၊ဂိုင်းတွင်နိုင်လိမ့်မယ်ပေါ့နော် ပြီးတော့လို့ရှိရင်ကိုဒီဘာသာရေးလေးလုပ်တဲ့အတွက်ကံတရားတွေကကိုဘက်ကိုရောက်လာတာမျိုးကောင်းလာတာမျိုးအဲကိုရဲ့ manifest လုပ်တဲ့အရာတွေကပြည့်ဝလာတာမျိုးလေးတွေ့ရเนาะအဲ့လိုမျိုးစူးစမ်းနောက်ပြီးတော့ကိုဘက်ကလည်းစူးစမ်းအထောက်အားမယ်ပေါ့စူးစမ်းအထောက်မူလေးတွေလောက်ရမယ်စူးစမ်းအထောက်မူလေးတွေလောက်ရလို့ရှိရင်တော့ကိုလိုချင်တဲ့အစောပိုင်းငွေကြီးအဆင်မပြေတဲ့အရာတွေကငွေကြီးတွေအဆင်ပြေလာပြီးတော့ကို result တစ်ခုပေါ့နော် result တစ်ခုရလာလိမ့်မယ်ကိုစူးစမ်းတဲ့အရာတစ်ခုကရလာလိမ့်မယ်အဲနောက်ထပ်တချို့တချို့တော့ပေါ့နော်အချင်းနဲ့ချက်ထဲရောက်နေတဲ့သူတွေပေါ့နော်အချင်းနဲ့ချက်ထဲရောက်နေတဲ့သူတွေထွက်ပေါက်မရှိတဲ့သူတွေအဲအလိုမျိုးပေါ့လောင်ရင်တစ်ခုလို့ပေါ့နော်လောင်ရင်တစ်ခုလို့ပုံစံမျိုးတွေပဲဖြစ်ဖြစ်ပေါ့ကိုယ့်အချင်းနေရထွက်ပေါက်ဝိတ်နေတဲ့အချင်းနေမျိုးဆိုလို့ရှိရင်ကံကြမ္မာရဲ့အရာကိုဟိုကံပွင့်သွားတာမျိုးလွတ်လပ်သွားတာမျိုးဖြစ်နိုင်တယ်เนาะ အမ်ဘော်ဒန်အော့ဖ်သတ္တမကျတော့ဖေချောဆော့ဆိုကြတော့အမ်ကိုလောက်ရမယ့်အရာလေးတွေကိုကိုကအေးစစ်ပေါ်ပေါ်ပါပါနဲ့ပဲစိတ်ကိုပေါ်ပါထားပြီးတော့မှအာရင်ဆိုင်ဖြည့်ရှင်ဖို့ပေါ့နော်ခက်ခဲရင်ဆိုင်ဖြည့်ရှင်ဖို့လိုအပ်တယ်လို့ပြောထားပါတယ်ဒီထဲမှာတော့တဆိုင်လေးတွေမှာတော့အချီရောတိတ်တော့မထွေဘူးဒါပေမဲ့အချီမှာဟို နည်းနည်းပေါ့နော်ခံစားရတဲ့အပိုင်းလေးတွေရှိရတချို့ကတော့အသေးကွေးပြီးသားလူတွေဖြစ်မယ်တချို့ကကြတော့အဲကိုကပဲထားခဲ့လိုက်တဲ့လူမျိုးတွေဖြစ်မယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီတော့တော့အရင်ခံစားရတာမရှိဘူးညာတော့ဖြစ်တော့ကောင်းပါတယ်ပေါ့နော်အဲ့တော့ကိုရဲ့သက်ဆိုင်ရအာဘာသာရေးလေးလုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေသွားနိုင်တယ်အားလုံးမကြည့်နိုင်မယ်လို့ထင်ပါတယ်